မြန်မာပါဝင်ဆက်နိုင်ငံကိုဗီဇာပေးလိုက်တဲ့ဒေါ်နယ်ထရန့်ကြောင့်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်မလဲ။ဒီအပိုင်းသတင်းကောင်းစီးပိုင်းတွေကိုနေရာယူလာခဲ့တာကတော့ဒေါ်နယ်ထရန့်ရဲ့အမေတစ်ခုပါပဲ။အင်ဖြူတော်ကထွက်ပေါ်လာတဲ့နောက်ဆုံးသတင်းတွေအရသမ္မတဒေါ်နယ်ထရန့်ကပထမအကြိမ်သမ္မတဖြစ်တုန်းမှာအကောင့်ထဲပေါ်ခဲ့တဲ့ခီးသွွာလာကွင်းပိတ်ပင်မှုနဲ့ဆင်တူတဲ့အမေတရက်ကိုထပ်ပြီးကြီးညာခဲ့တာပဲဖြစ်ပါရင်အခုအမေကတော့ပုံပြီးကြံနေတာပါ။ဒီအမေကြောင့်နိုင်ငံဆက်နိုင်ငံကနိုင်ငံသားတွေအနေနဲ့အမေရိကန်တဲကိုဝင်ရောက်ခွင့်ရှိတော့မှာမဟုတ်ပါဘူး။အလေအပတ်သဘောမျိုးနဲ့တောင်သွားလို့ရတော့မှာလည်းမဟုတ်ပါဘူး။ ီကိစ္စကြောင့်ဒုက္ခရောက်နိုင်မဲ့လူတွေလည်းအများကြီးရှိနေတာတော့အမှန်ပါပဲ။နောက်ပြီးနိုင်ငံရေးလောကမှာရောလူခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေကြားထဲမှာပါလှုပ်ခတ်မှုကြီးကြီးမားမားဖြစ်ပေါ်နေပါတယ်။လောလောလတ်လတ်ပေါ်ထွက်လာတဲ့ဒီအကြောင်းကိုသတင်းမီဒီယာတွေနဲ့ကြွမ်းကျင်သူတွေကလည်းမျိုးစုံသုံးသပ်နေကြတာပါ။ဒီလိုလေးမှာတော့ MBC နဲ့ CNN သတင်းဌာနတွေရဲ့သုံးသပ်မှုကိုကိုးကားပြီးမျှဝေပေးသွားမှာဖြစ်ပါတယ်။ပေးလိုက်တဲ့နိုင်ငံ၁၂နိုင်ငံထဲမှာမြန်မာလည်းပါဝင်ပါပြီ။ကျန်တဲ့နိုင်ငံတွေကတော့အာဖဂန်နစ္စတန်၊ချန်၊ကွန်ဂို၊အီကွေတိုရီယယ်၊နယူကီနီ၊အီရီထရီးယား၊ဟေတီ၊အီရန်၊လီဗျား ဆိုမာလီယာဆူဒန်နဲ့ရီမင်းတို့ပဲဖြစ်ပါရင်နောက်ပြီးဒီနိုင်ငံတွေအပြင်ဘူယွန်ဒီကျူးပါလာအိုတာမင်နစ်စတန်နဲ့ဗင်နီဇွဲလားတို့ခုနှစ်နိုင်ငံကိုလည်းလာရောက်ခွင့်ကန့်သက်ထားတာတွေ့ရှိရပါတယ် ဒီခုနှစ်နိုင်ငံကိုတော့ယာယီလာရောက်တဲ့သူတွေအပေါ်မှာပဲကန့်သက်ထားတာပါ။တဘောကတော့ဒီခုနှစ်နိုင်ငံကလည်းအလဲဗီဇာနဲ့ဆိုရင်လာလို့ရမှာမဟုတ်ပါဘူး။အချိုးချောင်းခိုင်လုံလုံးမသာအမေရိကန်တွေကိုခြေချခွင့်ရမှာပါ။မြန်မာပါဝင်ဆက်နိုင်ငံကတော့ဘလို့မှမရနိုင်ပါဘူး။လုံးဝကိုအပိတ်ခံလိုက်ရတာပါ။ခြေပြောင်းအခြေချဖို့ပြင်ဆင်ထားတဲ့သူတွေအလဲသွားပြီးခေလုံခွင့်ရအောင်လုပ်မယ်ဆိုသူတွေအတွက်ကတော့ဒီသတင်းကအိမ်မက်ဆိုးကြီးပဲဖြစ်ပါရင် ဒီခီးသွားလာခွင့်ပေးပင်မှုအတွက်အဓိကအကြောင်းပြချက်တွေကတော့အမျိုးသားလုံခြုံရေးနဲ့ဗီဇာတရမ်းကျော်လွန်နေထိုင်မှုနှုန်းတနည်းအားဖြင့် overstay ကိစ္စတွေများလာလို့ပဲဖြစ်ပါရင်အင်ဖြူဒိုရဲ့ထုတ်ပြန်ချက်အရအာဖဂန်နစ္စတန်ဟာတာလီဘန်အကြမ်းဖက်အဖွဲ့ရဲ့အဓိကနေရာဖြစ်တဲ့အတွက်အနေနဲ့ရှိတယ်လို့ဖော်ပြထားပါရင်ဒါ့အပြင်အမေရိကန်နိုင်ငံမှာယာယီဗီဇာနဲ့လာရောက်ပြီးဗီဇာတရမ်းကျော်လွန်နေထိုင်သူတွေများပြားနေတဲ့ကိစ္စကိုလည်းထောက်ပြထားခဲ့တာပါ။ဥပမာအားဖြင့် B1 B2 ဗီဇာနဲ့လာရောက်သူတွေထဲမှာအာဖဂန်နစ္စတန်က900ရာခိုင်နှုန်းမြန်မာမှာ29ရာခိုင်နှုန်းဂျီဘူတီမှာ52ရာခိုင်နှုန်းနဲ့ chat မှာ49ရာခိုင်နှုန်းလို့ဟာဗီဇာတက်တန်းကျော်လို့နေထိုင်သူတွေရှိနေတယ်လို့ဆိုထားပါတယ်။တခြားနိုင်ငံများအတွက်လည်းထူးခြားတဲ့အကြောင်းပြချက်ရှိပါတယ်။ဂျူဝါကတော့အကြမ်းဖက်မှုကိုအားပေးတဲ့နိုင်ငံဖြစ်သတ်မှတ်ပြီးအမေရိကန်ပြည်ထောင်စုနဲ့လုံလောက်တဲ့ဥပဒေစိုးမိုးရေးဆိုင်ရာသတင်းအချက်အလက်တွေကိုပူးပေါင်းဆောင်ရွက်ခြင်းဒါမှမဟုတ်ပြဝေခြင်းမရှိဘူးလို့ဖော်ပြထားပါတယ်။ရီမင်ဆိုရင်လည်းနိုင်ငံကူးလက်မှတ်အပအဝင်တရားဝင်စာရွက်စာတမ်းတွေထုတ်ဝေပေးနိုင်တဲ့ဘိုးအာနာပိုင်အဖွဲ့အစည်းမရှိဘူးလို့အင်ဗျူရာကဆိုထားပါတယ်။ဒီလိုအသေးစိတ်အချက်အလက်တွေကိုအများပြည်သူသိအောင်ထုတ်ဖော်ပြောကြားခြင်းအောင်အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးကိုစိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့လည်းအင်ဖြူတော်ကအခိုင်အမာပြောကြားထားတာပါဒီအသေးစိတ်အချက်အလက်အများစုဟာလှုပ်ဝှက်ထားတဲ့သတင်းအချက်အလက်တွေဖြစ်တာကြောင့်တိကျတဲ့မေးခွန်းတွေအတွက်အဖြေပေးဖို့ခက်ခဲနေပါသေးတယ်ဒီအချက်အလက်တွေဟာအရင်ကတည်းကတည်ဝင်ထုတ်ပြန်ထားတဲ့ဇန်နဝါရီလ20ရက်နေ့အောက်ချုပ်ရေးအမေတခုကနေဆင်းသက်လာတာဖြစ်ပါရင်ဒီအမေမှာပြည်တွင်းလုံခြုံရေးဌာန DAS နဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကိုအမေရိကန်နိုင်ငံအပေါ်ရန်လိုတဲ့နိုင်ငံတွေနဲ့လုံခြုံရေးအန္တရာယ်ဖြစ်စေနိုင်တဲ့နိုင်ငံတွေကနေဝင်ရောက်လာသူတွေနဲ့ပတ်သက်တဲ့အစီရင်ခံစာတစ်စောင်ပြုစုဖို့ညွှန်ကြားထားတာပါ ဒီဌာနတစ်ခုကအမေရိကန်အတွက်အနေနဲ့ဖြစ်နိုင်ခြင်းရှိတဲ့ဝင်ရောက်သူတွေကိုစောင့်ကြည့်မှတ်တမ်းတင်ပြီးပြန်အစီရင်ခံရတာဖြစ်ပါတယ်။အစားကလေးကအတီးပြုတ်ခဲ့တဲ့အမေဖြစ်ပေမယ့်ကိစ္စတစ်ခုကြောင့်အခုလိုထုတ်ပြန်ကြေညာလိုက်ရတာပါ။ဒီကိစ္စကတော့ဘိုဒါအကြမ်းဖက်တိုက်ခိုက်မှုပါပဲ။ဒီကိစ္စကကော်လိုရာဒိုပြည်နယ်ဘိုဒါမြို့မှာဖြစ်ခဲ့ပါတယ်။အဲဒီကိစ္စဖြစ်ပြီးမှပဲခေးသွားလာခွင့်ပေးပင်တဲ့အမေကိုအလင်းအမြန်ထုတ်ပြန်ခဲ့တာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးထရန့်ကမေကွန်းပြောခဲ့ပါသေးတယ်။စနစ်တကျစစ်ဆေးမှုမကန်ယူထားသောနိုင်ငံသားများဝင်ရောက်လာခြင်းကြောင့်ဒီလိုအကြမ်းဖက်လုပ်ရည်တွေဖြစ်လာခဲ့တယ်လို့ကြေညာခဲ့တာပါ။ အဲ့ဒါကြောင့်အဲ့လိုလူတွေကြောင့်အနေအထားမဖြစ်အောင်ခီးသွလာခွင့်ပေးရမယ်ဆိုပြီးဖြစ်လာခဲ့တာပါ။ဒေါ်နယ်ထရပ်ပထမအကြိမ်တမရတက်တန်ထန်းဆောင်တို့ကလည်းခီးသွလာခွင့်ကန့်သတ်ချက်တွေထုတ်ခဲ့ပါသေးတယ်။အဲဒီကန့်သတ်ချက်တွေကအမေရိကန်မျိုးပေါ်မှာဖြစ်လာနိုင်ခြေရှိတဲ့နိုင်ငံခြားအကြမ်းဖက်တိုက်ခိုက်မှုတွေကိုကာကွယ်နိုင်ခဲ့တယ်ဆိုပြီးထပ်ပြောခဲ့ပါသေးတယ်။ထရန့်ကတော့ဥရောပမှာဖြစ်ခဲ့တာမျိုးအမေရိကမှာဖြစ်ခွင့်ပေးမှာမဟုတ်ဘူးဆိုပြီးပြက်ပြက်သားသားပြောဆိုခဲ့တာပါ။ နောက်ပြီးအကျန်းဖက်သမားတွေဘေးစားလုံခြုံရေးမှာပူးပေါင်းဆောင်ရွက်မှုမရှိထားသူတွေခီးသွားတဲ့ကိုယ်ရေးအထောက်အထားကိုအတည်ပြုနိုင်စွမ်းမရှိရတဲ့ရာဇဝတ်မှုမှတ်တမ်းတွေမှာမှန်မှန်ကန်ကန်မှတ်တမ်းတင်ထားမှုမရှိရတဲ့ဘေးစားတန်းကျော်လုံးပြီးနေထိုင်မှုနှုန်းမြင့်မားတာတွေကိုအမျိုးသားလုံခြုံရေးချင်းချောက်မှုတွေလို့ထည့်သွင်းစဉ်းစားခဲ့တာပါဒါပေမဲ့ ဗိုလ်ဒါတိုက်ခိုက်မှုမှာပါဝင်ခဲ့တယ်လို့တနင်္လာရှိတဲ့သူကအီဂျစ်နိုင်ငံသားဖြစ်နေခဲ့ပါတယ်။သူကဗီဇာတန်းကျော်လို့မီနေထိုင်တဲ့ overstate တမားတယောက်ဖြစ်နေခဲ့တာပါ။ဒါပေမဲ့ခီးသွားလာခွင့်အပိတ်ခံထားတဲ့နိုင်ငံတွေမှာတော့အီဂျစ်ကမပါခဲ့ပါဘူး။ဒီအချက်ကိုသတင်းတောင်းတင်တဲ့ကျွမ်းကျင်သူတွေကလည်းထောက်ပြခဲ့ကြတာပါ။အဲဒါကြောင့်ပလိန်ကြီးဗီဇာပိတ်ထားတဲ့အစားရင် overstate ကိစ္စကိုပဲတင်းတင်းကြပ်ကြပ်ကင်တွဲတင်ကြောင်းဝေဖန်တဲ့သူတွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ Travel အဖွဲ့ကလည်းသူ့မူဝါဒနဲ့သူဖြစ်နေတာပါ။အရင်ကတည်းကခီးသွားလာခွင့်ဗီဇာနဲ့ပတ်သက်ပြီးမူဝါဒကရှိပြီးသားဖြစ်ပါရင် အဲ့ဒီမူဝါဒအရမျိုးသားအကျိုးစီးပွားနဲ့နိုင်ငံလုံးဂျုံရေးကိုထိခိုက်လာနိုင်ခြင်းရှိရင်လိုရမယ့်လမ်းစဉ်တွေကလည်းရှိနေပြီးသားဖြစ်နေတာပါအခုတော့အေဂျင်သားတယောက်ရဲ့အကောင်းမှုကိုအကြောင်းပြုပြီးနိုင်ငံ16နိုင်ငံကငထွားခါလာတဲ့ကိစ္စတွေဖြစ်လာခဲ့ရပါပြီနောက်ပိုင်းမှာလည်း Uber State သမားတွေကိုတင်းတင်းကြပ်ကြပ်ဂိုင်းတွေမဲ့အခြေအနေတွေလည်းရှိနေခဲ့တာပါပရမအကျင့်တမရဖြစ်တော့က Trump ထုတ်ပြန်ခဲ့တဲ့ခေးသွာလာခွင့်ပိတ်ပင်မှုတွေကတရားရေးဆိုင်ရာစိန်ခေါ်မှုတွေလည်းရှိခဲ့ပါတယ်အခုထုတ်ပြန်တဲ့အမေရိကလည်းဒီလိုအခြေအနေနဲ့ရင်ဆိုင်ရနိုင်ခြေရှိနေတာပါ 2018ခုနှစ်မှာအမေရိကန်တရားရုံးချုပ်ကရခိုင်ပြည်ပင်မှုရဲ့တစိတပိုင်းကိုအမျိုးသားလုံခြုံရေးအကြောင်းပြချက်တွေနဲ့အတည်ပြုခဲ့ပူပါတယ်။ဒါပေမဲ့ ACNU လိုမျိုးလူအခွင့်အရေးအဖွဲ့အစည်းတွေအပြင်တခြားရဲဘက်အဖွဲ့အစည်းတွေကဒီကိစ္စနဲ့ပတ်သက်ပြီးတရားစွဲဆိုဖို့အသင့်ဖြစ်နေကြတာပါ။ဒီအဖွဲ့အစည်းတွေကအရင်တုန်းကထုတ်ပြန်လိုက်တဲ့ပြည်ပင်မှုကိုမွတ်စလင်ပြည်ပင်မှုဆိုပြီးခေါ်ဆိုခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့မွတ်စလင်နိုင်ငံအများစုကိုဥတီထားလို့ပါပဲ။အဲဒါကြောင့်လူမျိုးရေးခွဲခြားမှုဆိုင်ရာတည်ရောက်မှုတွေလည်းရှိခဲ့ပါတယ်။အခုတစ်ခါမှလည်းဒီလိုကိစ္စတွေထပ်ဖြစ်လာပါတယ်။ ဒီအချိန်မှာလည်းလူခွင့်ရေးဆိုင်ရာအဖွဲ့တွေအရက်ဘတ်အဖွဲ့အစည်းတွေကတရားစွဲကြအောင်ပါပါပဲ။အိမ်ဖြူတော်ကလည်းဒီလိုတရားရေးဆိုင်ရာစင်ကော်မှုတွေအတွက်အစဉ်သစ်ပြင်ထားတယ်လို့တုံ့ပြန်ခဲ့ပါတယ်။နောက်ပြီးလူဝင်မှုကြီးကြပ်ရေးဆိုင်ရာတင်းကျပ်တဲ့ဒီမူဝါဒကမဲဆန္ဒရှင်တွေလိုလားတဲ့အရာဖြစ်တယ်ဆိုပြီးအကြောင်းပြထားတာပါ။ဒီကိစ္စနဲ့ပတ်သက်ပြီးအမေရိကန်မှာရှိနေခြင်းဟာအခွင့်အရေးတစ်ခုသာဖြစ်ပြီးမွေးရပါအခွင့်အရေးတော့မဟုတ်ဘူးဆိုပြီးခက်ပြက်ပြက်ပြောထားတာလည်းဖြစ်ပါတယ်။ တဘောကတော့အစိုးရကဗီဇာပေးရင်နေမပေးရင်လစ်တော့ဆိုတဲ့အထည်ပဲပါပဲ။နောက်ပြီး over stay သမားတွေကလည်းပေကတ်မနေပဲအများဆုံးထွက်ခွာသွားတဲ့အကြောင်းသတင်းစကားပေးကြနေတာဖြစ်ပါတယ်။ဒါအပြင်ခီးသွားလာခွင့်ပေးပေမှုကအမေရိကန်ရဲ့ဦးစားပေးမူဝါဒရဲ့အသက်သွေးကြောတစ်ခုဖြစ်ကြောင်းပြောခဲ့တာပါ။ အဓိကကတော့နိုင်ငံခြားရေးမူဝါဒစီးပွားရေးမူဝါဒတွေမှာအမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွားကိုကာဝယ်ဖို့ဆိုပြီးချမှတ်ခဲ့တာပါ။နောက်ပြီးဒီမူဝါဒတွေကကုန်သွယ်ရေးဆိုင်ရာအခွန်အခောက်တွေလို့ပဲအထိပယ်ဆင်တူပါတယ်။တခြားနိုင်ငံတွေနဲ့ဆက်ဆံတဲ့အခါမှာနိုင်ငံရေးအပြင်ပထဝီနိုင်ငံရေးဆိုင်ရာဖိအားပေးမှုတွေနဲ့အသာစီးကနေဆက်ဆံနိုင်အောင်ပါပဲ။ ဒါမျိုးက trend လုံးလေးရှိတဲ့အခွက်လေးဖြစ်ပါရင်ဒီအတိုင်းအပေးယူလောက်တာတဲ့ဆိုရင်မူလီလေးကြက်ပြီးမှပြန်လျှော်ပေးမယ်ဆိုရင်ညှိနှိုင်းတဲ့တဲ့ပုံစံမျိုးပါပဲ။အဲဒီထဲမှာအမျိုးသားဂျိုးစီးပွားကိုကာကွယ်ဖို့နိုင်ငံတော်လုံခြုံရေးကိုထိန်းသိမ်းဖို့ American ဥစားပေးမှုဝါဒကိုအကောင့်တင်ပေါ်ဖို့စတဲ့အကြောင်းပြချက်တွေပါဝင်နေပါတယ်။နောက်ပြီးမဲဆွဲပွဲလုံတုံးကလည်း Trump က visa ပေးမယ့်ကိစ္စတွေကိုကတိပေးခဲ့တာတွေရှိခဲ့တာပါအခုတော့သူကတိတွေကိုအကောင့်ထဲပေါ်ပြနေတဲ့ပုံစံမျိုးလေးဖြစ်နေပါတယ် လက်တလောဖြစ်နေတဲ့ဒီကိစ္စကပွဲဆူနေတာတော့အမှန်ပါပဲဒါပေမဲ့နောက်ပိုင်းမှာချင်းချင်းပြုတ်တဲ့ကိစ္စတွေနဲ့ကန့်တန့်ချက်ဖြေလျှော်ပေးတဲ့ကိစ္စတွေရှိလာနိုင်တယ်လို့ကျွမ်းကျင်သူတို့ကလည်းသုံးသပ်ထားကြပါတယ်အထူးသဖြင့်လူသားချင်းစာနာထောက်ထားမှုအမျိုးသားအကျိုးစီးပွားအတွက်လိုအပ်တဲ့ကိစ္စတွေကိုထည့်သွင်းစဉ်းစားပြီးဒီကိစ္စတွေဖြစ်လာနိုင်ပါသေးတယ်လက်ရှိမှာတော့အမေရိကန်နိုင်ငံသားတွေတရားဝင်အမြဲနေထိုင်သူတွေတရားဝင်ဗီဇာရှိပြီးသူတွေ နိုင်ငံကတရမန်အဖွဲ့အစည်းတွေအမေရိကန်စစ်တပ်ဝင်တဲ့မိသားစုဝင်တွေကပိတ်ပင်မှုကိုတက်ရောက်ခင်ရမှာမဟုတ်ပါဘူး။နောက်ထပ်ချင်းချက်အနေနဲ့အမေရိကန်ရဲ့အရေးစီးပွားအတွက်လိုအပ်တဲ့သူတွေကလည်းပိတ်ပင်မှုကနေကင်းလွန်မှာပါ။နောက်ပြီးကန့်တန့်ချက်ကိုဖြေရောက်ပေးနိုင်တဲ့အခြေအနေတွေရှိလာနိုင်ပါတယ်။ဒီအခြေအနေတွေကို waiver လို့ခေါ်ပါတယ်။ဘလို့အခြေအနေမှာအကျုံးဝင်နိုင်မလဲဆိုရင်နိုင်ငံတွေကိုဝင်ရောက်ခွင့်ကအမျိုးသားလုံခြုံရေးကိုထိခိုက်မှုမရှိဘူးဆိုရင် နိုင်ငံရေးဝင်ရောက်ခွင့်ကအမေရိကန်ပြည်ထောင်စုရဲ့အမျိုးသားအကျိုးစီးပွားအတွက်လိုအပ်တယ်ဆိုရင်အကျုံးဝင်ပါတယ်။ဒါအပြင်လူအများစုမျှော်လင့်နေတဲ့တစ်ချက်ရှိနေပါသေးတယ်။အဲ့ဒါကတော့ဒီပိတ်ပင်မှုကသူတို့အပေါ်မှာမမျှတာတဲ့ဒုက္ခတွေဖြစ်စေတယ်ဆိုတဲ့အခြေအနေပါပဲ။အဲ့လိုရှောက်ထားခြင်းတော့တက်ဆိုင်ရာကောင်စင်ဝင်ရောက်ဒါမှမဟုတ်တန်ယုံတွေကတကူးချင်းစီစစ်စစ်ပြီးဆုံးဖြတ်ချက်ပေးသွားမှာပါ။ အဲ့ဒါကလည်းစောင်းဖြစ်မှကျောင်းတကာဖြစ်မဲ့ကိစ္စပဲဖြစ်ပါတယ်။နောက်ပြီးချင်းချမ်းနဲ့ကန်တက်ခွင့် short box ပေးတဲ့ကိစ္စတွေရှိလာခဲ့ရင်တော့စီစစ်ရတဲ့လုပ်ငန်းစဉ်ကကြာကြီးဆောင်ရအောင်ပါပါ။လက်ရှိထုတ်ပြန်ထားတဲ့အမေကတော့ American DB ပေါက်ထားတဲ့သူတွေကိုတော့မသေးချဘူးလို့တွေ့ရပါတယ်။အဲ့ဒါကြောင့် DB ပေါက်ထားတဲ့သူတွေလည်းထိပေါက်ပြီးထိလွှမ်းမဲ့ပြောင်းနေတယ်လို့ဖြစ်နေကြတာပါ။ ထရန့်ရဲ့ဒီခီးသွားလာခွင့်ပြည်ပမှုအသည့်ဟာအမျိုးသားလုံခြုံရေးလူဝင်မှုကြီးကြပ်ရေးနဲ့နိုင်ငံသားရေးမူဝါဒဆိုင်ရာရှုံထွေးတဲ့ကိစ္စရပ်တွေကိုပေါင်းစပ်ထားပါတယ်။ဒီကိစ္စရဲ့ကြိုးတက်ရောက်မှုတွေနဲ့တရားဥပဒေအရအဆုံးဖြတ်တွေကလာမယ့်ရသက်ပတ်တွေနဲ့လတွေအတွင်းမှာဘယ်လိုဖြစ်ပေါ်လာမလဲဆိုတာကိုစက်ပြီးစောင့်ကြည့်ရအောင်ပါ။ဒီမူဝါဒကြောင့်ထရန့်ကိုထောက်ခံသူတွေပုံများလာနိုင်ပေမဲ့နိုင်ငံတကာဆက်ဆံရေးနဲ့လူအခွင့်အရေးရှုထောင့်ကနေဝေဖန်မှုတွေတည်ကြပေါက်ရင်ဆိုင်ရမှာဖြစ်ပါရင်ဒီအကြောင်းအရာကိုဘယ်လိုထင်မြင်တယ်လဲဆိုတာကိုကွန်မန့်မှာဝေဖန်လီကန်သွားဖို့ဖိတ်ခေါ်လိုက်ရင်ဒီဗီဒီယိုလေးကိုညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။